ကျွန်တော်လိုကျွတ်မွနေတဲ့စံပုစာအကြီးကြီးတွေကိုတုတ်ပေးတဲ့အဆိုင်လေးကိုတီးချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးအဆုံးထိကြည့်ပေးနော် Hello တမောအားလုံးမင်္ဂလာပါ Fresh Can နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ဘယ်နေရာရောက်နေလဲဆိုတော့ဒီကဘာအေဖီယာလမ်းမှာကြီးပေါ်မှာပေါ့နော်ကဘာအေဖီယာမတ်တိုင်ရှေ့မှာရောက်နေတာပါ ဒီကဘာအဖျာနာလေးမှာစမူဆာတုတ်ဆိုင်ကောင်းအောင်လုပ်တဆိုင်ရှိရဲဆိုပြီးတော့သိကြတယ်အဲ့ဆိုင်လေးမှာသွားစားမယ်အဲ့ဆိုင်လေးရဲ့ကဘာအဖျာရဲ့ရှေ့တက်တဲ့မှာပါကဘာအေးကမုံပွင့်ရဲ့နားလေးမှာပေါ့နော်လိုက်ခဲ့ပြီနော်ကိုဘာရရလဲစမူစာတော့ကော်ပြန်းတော့နဲ့ပဲတော့ကျွန်တော်စမူစာဆိုသပွဲပေးပါလား စမူဇာတောက်စားမယ်ဆိုလို့ရှိရင်တော့အဓိကတော့ဒီလိုပွဲစုနေတဲ့ပဲဟင်းကြီးပေါ့နော်ကျွရနေတဲ့စမူဇာကြီးကြီးကိုညက်ထားပြီးတော့ပဲနဲ့အာလူချက်ထားတာလေးကိုထည့်တယ်ခရမ်းချင်သီးကော်ဖီနဲ့ပူစင်တန်လေးကိုပါထည့်တယ်ပြီးတော့မကြီးနေငြုတ်သီးဆက်ထားတဲ့အချင်းကြီးရဲ့တခြားအစာပလာတွေထည့်ပါတယ်နောက်ဆုံးမှမစမူဇာအတုပ်ရဲ့အသက်ဖြစ်တဲ့ပဲဟင်းကြီးလေးကိုထည့်ပါတယ်ကဲဒါလေးရတော့တကယ်ကိုစားခြင်းစပွဲကောင်းတဲ့စမူစာတုပ်လေးပါ ။ကြည့်ရပါဘူးဒီမှာကြည့်ပါအောင်။စားကြစရာရဲ့။တော့အထဲမှာကော်ဖီလေးပါမယ်။ကူစီနန်လေးရဲ့။ခရမ်းချင်လေးရဲ့။ကြည့်စမူစာဆိုရင်လည်းအကြီးကြီးပဲ။မစားခင်လေးစုပေါင်းလိုက်ရမယ်နော်။โอเคแกซ่าจ๋าบ่าวเปีย က်ဒီမှာဘရာကျော်လေးလည်းပါတော့တပွဲစုံလည်းအများကြီးပဲအရာသာလေးကတော့လုံးဝတိမိပဲအထက်ကအလူတွေကိုင်းမိတဲ့အရာသာလေးတကယ်ကောင်းပါ ီမှာထည့်ပေးတဲ့အသီးရွက်လေးခရမ်းချင်သီးရယ်ဂေါ်ဘီရယ်ကုစင်နိုင်ရယ်တို့လေးချင်းချင်းဆက်ဆက်လေးတုပ်ပေးတာအရာသားလေးရတော့တကယ်ပေါ့ဒီခုနကတော့မစားခင်ကပွဲဆိုအကြီးကြီးပေါ့နော် တပွဲဟိုမှာ2500ပဲတကယ်ကိုတန်းတယ်စမူစာဆိုလို့ရှိရင်လည်းဟိုမှာကင်းသားတယ်အကြည့်ကြီးပဲဒီဆိုင်ကလေနေ့လည်း3နိုင်ကနေစဖွင့်ပြီးညနေ9နိုင်10နိုင်လောက်ကြီးရတယ်ကြိုင်ကြံတို့ပေါ့နော်ဆိုင်ရကြတော့တင်းငွေနေဆိုပိတ်ပါတယ်ဒီဆိုင်ကလေရှားရတာလွယ်လွယ်တယ်။ကဘာအေးဖျားလိုက်ကမုံပွင့်အကြော်နားလေးမှာပေါ့နော်။ကဘာအေးမတိုင်ရှေ့တဲ့တဲ့မှာပါ။ ုစမူသာတော့ကြိုက်တဲ့ပြည်တွေတော့ကတော့ဒီဆိုင်ကတော်တော်လေးပေါ့။ဘာအေးပေလမ်းဘက်ကိုရောက်လို့ချင်းလာစားကြည့်တာ။တပွဲမှ2500ဆိုတော့တကယ်တိုင်တယ်စားလို့တော့ပြီးသွားပါပြီ။စမူစာတော့ကောင်းကောင်းလေးကိုစားကြည့်တယ်ဆိုလို့ရှိရင်တော့ဒီဆိုင်လေးမှလာစားကြည့်ပါ။ video လေးကိုအဆုံးဖြတ်ကြည့်လို့ဒီပဲကျေးဇူးတင်ပါတယ်နောက်ဘလော့ကမှပြန်ဆောင်ကြပါတော့ bye bye